အမီဇန်လိုမျိုးသူကငကားတိုက်ကလာတာကြောင့်ငကားမဲတော်ဆောင်းရှောင်းနေကြောင်းပြောလာတဲ့သူရိမင်းခန့်ပြည်သက်များလုံးမင်္ဂလာပါရှင်။ဘောင်မစ်နောင်းကနေပြလဲကြိုးဆိုလိုက်ပါရယ်။မြန်မာနိုင်ငံမှာငကားတိုက်ကလာတယ်ဆိုပြီးနာမည်ကြီးတာကတော့အမီဇန်မှာ အမီဇန်ကငကားပူတယ်တိုက်ကလာတယ်ဆိုပြီးတော့မီဒီယာတွေမှာပေါက်ပန်း40ပြောရင်းနဲ့နာမည်ကြီးလာပါတယ်အခုလည်းအမီဇန်လိုပဲငကားမျိုးငကားနယ်အဖြစ်နဲ့နာမည်ကြီးထိတ်တဲ့အနုပညာရှင်တစ်ယောက်ပေါ်လာခဲ့ပါပြီအဲ့ဒါကတော့ဖြည်းဖြည်းထွေးအမေရဲ့မျက်နှာနဲ့ချွတ်ချွတ်တူနေတဲ့သူရိမင်းခန့်ဖြစ်ပါတယ်သူရိမင်းခန့်ကအမီဇန်လိုမျိုးငကားတိုက်ကလာတဲ့သူဖြစ်တာကြောင့်ဘောဂဝတီမေတော်ရဲ့အာဂရင်းထဲမှာငုံထားခံရပြီးတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးထိတ်တဲ့မင်းသားကျင်းတီဖြစ်လာမယ်လို့ကြုံဝါလိုက်တာဖြစ်ပါတယ်အလုံးတည်ပြီးကြတဲ့အတိုင်းပဲ သူရိမင်းခန့်ကရွှေကြိုစပြိုင်ကလေးကပြိတက်ကိုတမျိုးပြီးတမျိုးအတန်းရှင်းရှာနေတတ်ပါတယ်။ ။ဒရိုင်မင်းခန့်ဟာရွှေကြိုပွဲမှာဟာတာမရလုံငိုတာကတမျိုး၊ကုကျင်ဖြိုလီမီဟိုနဲ့တူတယ်ဆိုပြီးပြောတာကတဖုံ။စသဖြင့်ပရိသတ်တွေကြားထဲမှာအတော်လေးပွဲဖြစ်ခဲ့ပါတယ်။ဒီကရရဲ့တပ်တပတ်တွေတော့ငါဆိုရင်ဒရိုင်မင်းခန့်တယောက်သူ့ကိုနိုင်ငံကျော်မင်းသမီးဝင်းမုံရွှေကြီးကခြေတယ်ဆိုပြီးတော့ပွဲထက်ရှာခဲ့ပါသေးတယ်။ဒီလိုမျိုးအင်တာနက်ပေါ်မှာကြက်ရပောင်းများစွာဖန်တီးတတဲ့ဒရိုင်မင်းခန့်ကအခုခါမှာတော့သူ့ကိုယ်သူဘောဂဝရီနကားမဲ့တော့အာဂရင်းထဲမှာအငုံခံထားရတာကြောင့်ဘဝတစ်လျှောက်လုံးမှာကံကောင်းခြင်းတွေကိုရရှိနေကြောင်းပြောလာပါတယ်။ အင်တာနက်ပေါ်မှာခရက်ပေါင်းများစွာဖန်တီးတတ်တဲ့သူရိမင်းခန့်ကသူကအီမီဇန်လိုမျိုးပဲနဂါးမျိုးနယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်။သူရိမင်းခန့်ကသူ့ကိုဘောဂဝတီနဂါးမေတော်ကြီးကစောင့်ရှောက်နေရဖြစ်ပြီးငယ်စဉ်ကတည်းကလိုချင်တာဖြစ်ချင်တာတွေအကုန်လုံးကိုကြံစီလိုက်တဲ့အတိုင်းမှာအပြင်းမှာပဲအမှန်တိုင်းဖြစ်လာတာဖြစ်ပြီးတော့လက်တွေ့ဖြစ်လာအောင်ကူညီနိုင်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လည်းသူရိမင်းခန့်ကလိုချင်တာတွေမဖြည့်ဆည်းပေးရင်ဘောဂဝတီမေတော်ကိုစိတ်ကောက်လိုက်တာနဲ့ဘောဂဝတီမေတော်ကဖြည့်ဆည်းပေးမယ်လို့ဆိုပါတယ်။တခါတလေဆိုရင်သူရိမင်းခန့်က လိုချင်တာမဖြစ်စီပေးရင်ရှင်မခိုးတော့ဘူးမကြောတော့ဘူးဆိုပြီးစိတ်ကောက်လိုက်တာဘောကဝရီနှကားမေတော်ကအလိုလိုက်ပြီးတော့ဖြည့်စီပေးရလို့ဆိုပါတယ်လူတွေကတော့သူရင်းမင်းခန့်ကဘောကဝရီမေတော်ကိုစစ်သူရေးစားလို့လို့မိခင်လို့လို့အီချီအီချီကြီးကြနေရကြောင်းပြည်သူတွေကတော့အံ့ဩနေကြတာဖြစ်ပါတယ် ဘာဝေပြပြသူရိမင်းခန့်ကတော့ဘောဂဝရီမေတော်ရဲ့ဆောင်းလျှောက်ပေးမှုတွေကြောင့်ပြပြတွင်းအမေရုံနဲ့တောင်ရွှေကြိုဖြစ်လာတယ်လို့သိရပါတယ်။ဒါအပြင်ဘောဂဝရီမေတော်ရဲ့မဆာမှုနဲ့သူရိမင်းခန့်ကအလုံးမလုံးပဲထိုင်စားလို့ရတယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသားဖြစ်လာဖို့လေအခြေအနေကောင်းနေတယ်လို့သိရပါတယ်။သူရိမင်းခန့်ကဒီလိုမျိုးငကားမေတော်ကအာဂရင်းမှာငုံပြီးတော့ဆောင်းလျှောက်ခံရတယ်ဆိုတဲ့ပုံမှာပြည်သူများစုကတော့လောင်ပြောင်သရော်ကြပါတယ်။ဒါပေမဲ့သူရိမင်းခန့်ကတော့အဆောင်းလျှောက်တွေဆိုတာကလူတိုင်းမှမရှိကြောင်းကိုရင်ကြုံဘူးမှသိမှဖြစ်ပြီးတော့ တိတ်ဘဝကကုသိုလ်ပါရမီထူးခဲ့လို့သာစောင့်ရှောက်ခြင်းခံရလာလို့ဆိုပါတယ်။အခုဆိုရင်တော့သူရမင်းခန့်ကအိမ်မှာကြော်ပွဲပေးပြီးဘောဂဝရီမေတော်ရဲ့အကျေးဇူးကိုဆက်နေကြောင်းသိရပါတယ်။ဒါပြင်သူရမင်းခန့်ကသူကအီမီဇန်နဲ့လည်းအရင်အတိတ်ဘဝကဆွေမျိုးတော်ဇာတာဖြစ်ပြီးအီမီဇန်နဲ့အပြင်မှာမဆုံဘူးပေမဲ့အီမီဇန်ကိုမြင်လိုက်ရင်ကိုပျော်ရွှင်ချင်နူးရတယ်လို့ဆိုပါတယ်။ပရိသတ်တွေကရောနဂါမေတော်ကြောင့်မြန်မာနိုင်ငံရဲ့နံပါတ်1ထိတ်တဲမင်းသားဖြစ်လာတော့မယ်။ ူရိမင်ခန့်ကအားပေးနေကြလားဆိုတာပြောသားခဲ့ပါအောင်ရှင်အစောလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်